မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရဖျားထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလေးဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖင်ကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဗျာခင်ပြင်ဆင်ပေးတဲ့အတွက်စာလံချမ်းခန်းကြီး24အပိုင်းငယ်1ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သာဝရဖျားသည်မြေကြီးနှင့်မြေကြီးတစားကို၎င်းလောကဒဏ်နှင့်လောကသားတို့ကို၎င်းပိုင်တော်မူ၏ ီနှုတ်ကပတ်တော်ကိုဖတ်လိုက်တာနဲ့ဘာခံစားရလဲဆိုတော့ဒီကဘာမြေကြီးရဲ့မူလပိုင်ရှင်ကိုခံစားမိပါတယ်မူလပိုင်ရှင်ကဘုရားသခင်ဖြစ်တဲ့လောကတဲ့နဲ့လောကသားအားလုံးကို ပိုင်တော်မူတယ်လို့ဖော်ပြတဲ့အတွေ့အရာခသိန်းဟာ ပိုင်ရှင်ရှိပြီးသားဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်ကျွန်တော်တို့ကကျွန်တော်လည်းမပိုင်ဘူးကျွန်တော်ပိုင်ပါတယ်ဆိုတော့အရာဝတ္ထုတွေအားလုံးလည်းကျွန်တော်ပိုင်နေတာမဟုတ်ဘူး ကျွန်တော်မျက်စိနဲ့မြင်မြင်သမျှအရာအလုံးကလည်းကျွန်တော်တို့ပိုင်ဆိုင်ထားတာမဟုတ်ဘူးပိုင်ဆိုင်တယ်လို့ထင်ရပေမဲ့တကယ်ပိုင်ရှင်ကဘုရားသခင်ဖြစ်တယ်ဆိုတာကိုမမေ့ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဟာကိုလို့လို့ကိုရတယ်လို့မျိုး ကိုပိုင်တယ်လို့မျိုးကြွားဝါနေမယ်ဆိုလို့ရှင်တော့ဘုရားသခင်ရဲ့ကြီးစုကို မေ့လျော့ပြီးစန့်ကျင်ဘက်ပြုရကြပါတယ်ဘုရားသခင်ရဲ့ကြီးစုကိုမတိတတာနဲ့တူပါတယ် မူလပိုင်ရှင်ဖြစ်တဲ့ဖခင်ကဘာရည်ရွယ်ချက်နဲ့ကျွန်တော်တို့ကို ပေးထားတယ်ဘာအတွက်ဘာလို့စီချင်လို့ဆိုတဲ့အဲ့ဒီအရာကို နားလည်အောင် ကျွန်တော်တို့လေ့လာသင်ယူပြီးတော့မှဘုရားသခင်လို့စီချင်တဲ့အရာဘုရားသခင်ဖြစ်စီချင်တဲ့အရာကို ကျွန်တော်အကောင့်ထဲပေါ်ဖို့လိုပါတယ်။ဘုရားသခင်ကနည်းနည်းရတဲ့သူလဲမလို့များများရတဲ့သူလဲမပူရလေအောင်ညီမျှစွာ ပေးထားတယ်ဆိုရင်ကျွန်တော်လက်ဝယ်မှာရှိတဲ့ အခွင့်အာဏာကျွန်တော်လက်ဝယ်မှာရှိတဲ့ပိုင်ဆိုင်မှု ကျွန်တော်လက်ဝယ်မှာရှိနေတဲ့အရာတွေကိုဖယားသခင်ရဲ့အလိုအကျကျွန်တော်တို့အသုံးပြုတတ်ဖို့လိုပါတယ်အဲ့လိုသာ အသုံးပြုတတ်မယ်ဆိုရင်တော့သစ္စာရှိသောငယ်သားဖြစ်မယ်သစ္စာရှိသောဗန္နာဇိုးကောင်းလို့အခေါ်ခံရမှာဖြစ်ပါတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကမိမိလက်ဝယ်မှာပေးထားတဲ့အရာတွေကိုမိမိအပိုင်ထင်ပြီးစိတ်တိုင်းကျလှုပ်ဆောင် သုံးဆွဲနေမယ်ဆိုရင်တော့ မူလပိုင်ရှင်ဖြစ်တဲ့ဘုရားသခင်စီမှာကျွန်တော်တို့စည်ရင်ပြန်ရှင်းရမှာဖြစ်ပါတယ်။တခါလေမှာကျွန်တော်တို့ကမိမိပိုင်နေလို့ထင်ပြီးမူလပိုင်ရှင်ကိုမေ့လျော့တဲ့အခါမှာအဲ့ဒီပိုင်ဆိုင်မှုတွေဟာပျောက်ပြက်ပျက်စီးသွားနိုင်တယ်။ဘုရားသခင်ရုတ်သိမ်းသွားနိုင်တယ်ဆိုတာကိုသိဖို့အင်မတန်အရေးကြီးပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ပြန်လဲရုတ်သိမ်းမသွားစေဖို့ရန်အတွက်မူလပိုင်ရှင်ကကျွန်တော်တို့ကိုပေးထားခဲ့တဲ့အရာတွေကို မူလပိုင်ရှင်ရဲ့အလို့အတိုင်းသူဖြစ်စေခြင်းတဲ့အတိုင်းပဲကျွန်တော်တို့အသုံးချတတ်မယ်ဆိုရင်တော့တာ၍တာ၍ထပ်ပြီးမှဖြစ်ပါတယ်။ဒါကြောင့်မလို့တမချန်းစာမှာရတတ်တဲ့သူကိုထပ်ပြီးမယ်ဆင်းရဲသောသူစီကနှုတ်မယ်လို့ဖော်ပြထားတာတွေ့ရလို့ရတတ်သောသူဆိုတာကကျွန်တော်တို့ဟာသစ္စာရှိရှိနဲ့ကိုယ့်လက်မှာဖျားပေးထားတဲ့အရာတွေကိုတန်ဖိုးရှိစွာအသုံးချမယ်အကျိုးရှိရှိ အသုံးချမယ် ်ဘုရားဘုန်းတော်အတွက်အသုံးချမယ်ဆိုရင်ဘုရားသခင်ကထပ်ပေးမှာဖြစ်ပါတယ်အကဲရွေးများကျွန်တော်တို့တွေကဒီငွေချစ်ဥစ္စာတဏ္ဍတွေကို အလိုတော်နဲ့မညီတဲ့ကိစ္စတွေမှာသုံးမယ်ဘုန်းတော်ထင်ရှားခြင်းမရှိတဲ့အရာတွေမှာသုံးမယ်ဆိုရင်တော့ဘုရားသခင်ကကျွန်တော်တို့ကို ထပ်ပြီးပေးဖို့ရန်အတွက်မဖြစ်နိုင်တော့ပါဘူးချစ်တော်မိပါကြီးကိုမောင်တမတို့ယုံကြည်သူပဲဖြစ်ဖြစ်မယုံကြည်သူပဲဖြစ်ဖြစ်ဘုရားကိုသိတော်သူပဲဖြစ်ဖြစ်မသိတော်သူပဲဖြစ်ဖြစ် မိမိပိုင်ဆိုင်ထားသည့်မြတ်အရာအလုံးဟာငှားယူသုံးဆွဲနေတာပဲဖြစ်တယ်။မူလပိုင်ရှင်ဖြစ်တဲ့ဘုရားသခင် ရှိသေးတယ်ဆိုတာကိုသိပြီးတော့ကိုမပိုင်တဲ့အရာကို ပိုင်နေထင်ပြီးတော့မှ အသက်မရှင်မိဖို့အရေးကြီးပါတယ်။ဘုရားရှင်ကောင်းချီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်နေ။ကိုရောကကျွန်တော်တို့ကို အခွင့်ပေးပြီးတော့သုံးဆွဲခွင့်နေထိုင်ခွင့်စားတောက်ခွင့်လောက်ကန်ခွင့်တွေကို ကိုရောရဲ့ အလိုချအသက်ရှင်နိုင်ဖို့ကိုရရှင်ဖျားမဆာတော်မူပါယေရှုတင်တဲ့ကိုရောအခွင့်ကြောင့်ကျွန်တော်အသက်ရှင်နေရတာဖြစ်ပါတယ်ကိုရောအလိုအတိုင်းအသက်ရှင်နိုင်ဖို့မဆာတော်မူပါဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရောရဲ့လက်တော်ရှိပါမိအကြောင်းနဲ့ကိုရောပုံထင်ရှားတဲ့အသက်တာနဲ့သာ၍အသက်ရှင်နိုင်ဖို့မဆာပါမိအကြောင်းတဏိတာကိုဆက်ကတ်တဲ့အခါမှာသခင်ယေရှုခရစ်တော်နာမ၌ဆက်ကတ်အမှန်ဆုတောင်းပါ၏အာမင်